နယ်နွေအင်းကျေးရွာမှာရှိတဲ့ PDF စခန်းကိုဘုံကျဲရှင်းလင်းလိုက်တာထိခိုက်ဒေဆုံးမှုများတယ်ဆိုပြီးဖြန့်ဝေမှုတွေရှိနေပါတယ်။မင်္ဂလာပါ။ DB ဖတ်ချက်ရဲ့ Pocket အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ပလဲမြို့နယ်နွေအင်းကျေးရွာဘုံကျဲခံရလို့ထိခိုက်ဒေဆုံးရသူတွေဟာ PDF တွေလို့ဖြန့်ဝေနေတာတွေနဲ့ရွာထဲကိုဝင်လာတဲ့ KNDF နဲ့ KNPP အဖွဲ့တွေကြောင့်စောင်းပြောင်းရွာကပြည်သူတွေထွက်ပြေးနေရတာဟုတ်မဟုတ် စတဲ့အကြောင်းအရာတွေကိုစစ်ဆေးမှုတွေကိုနားဆင်ရမှာပါပလဲမြို့နယ်နွေအင်းကျေးရွာမှာရှိတဲ့ PDF စခန်းကိုဘုံကျဲရှင်းလင်းလိုက်တာ ထိခိုက်သေးဆုံးမှုများတယ်ဆိုပြီးစစ်ကောင်စီလော်ဘီတွေကမေလ16ရက်နေ့ကဖြန့်ဝေခဲ့ပြီးပြန့်နှံ့မှုလည်းများခဲ့ပါတယ်ဒီဖြစ်စဉ်ကိုစစ်ဆေးကြည့်တဲ့အခါမှာစကိုင်းတိုင်းပလဲမြို့နယ်နွေအင်းကျေးရွာဟာမေလ16ရက်နေ့မှာစစ်ကောင်စီတပ်ရဲ့လေရင်နဲ့ဘုံကျဲချတာကို ခံခဲ့ရလို့ ပြည်သူတွေထိခိုက်ဒေဆုံးခဲ့ရတယ်လို့လွတ်လပ်ပြုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဒါအပြင်သတင်းဖော်ပြမှုတွေထဲမှာဒေဆုံးသူတွေထဲမှာ Great တွဲကျောင်းသူမက်ကျဲစင်ဦး Great စစ်ကျောင်းသားမောင်ဖုံးမင်းတန်းတို့လိုကလေးတွေပါဒေဆုံးခဲ့ရတာဖြစ်ပြီးအသက်2နှစ်အရွယ်ကလေးငယ်တဦးကတော့လက်ဖြတ်လိုက်ရတယ်လို့သတင်းတွေမှာဒေသခံတွေကမေးမြန်းပြီးဖော်ပြထားတာပါ။ဒါကြောင့်ပလဲမြို့နယ်နှွေအင်းကျေးရွာမှာရှိတဲ့ PDF စခန်းကိုဘုံကျဲရှင်းလင်းလိုက်တာ ထိခိုက်သိဆုံးမှုများတယ်ဆိုတဲ့ဖြန့်ဝေမှုမှာနှွေအင်းကျဲရွာဘုံကျဲခံရတဲ့ဖြစ်စဉ်ဟာမှန်ကန်ပေမဲ့ထိခိုက်သိဆုံးရသူတွေဟာကလေးငယ်တွေအပါအဝင်ပြည်သူတွေသာဖြစ်တာမို့စစ်ကောင်စီဘုံကျဲလို့ပြည်သူတွေထိခိုက်သိဆုံးရတာကို PDF စကမ်းရှိလို့ဘုံကျဲရတဲ့အောင်ဝါရဖြန့်နေတဲ့သတင်းအမှားသာဖြစ်ပါတယ်။နောက်ထပ်နားဆင်ရမှာကတော့ရွာထဲကိုဝင်လာတဲ့ KNDF နဲ့ KNPP အဖွဲ့တွေကြောင့် ဆောင်းပြောင်းရွာကပြည်သူတွေထွက်ပြေးနေရတာဟုတ်မဟုတ်စစ်ဆေးထားတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ဒီဖြန့်ဝေမှုကိုစစ်ကောင်စီ lobby Telegram channel တွေဖြစ်တဲ့မှိုင်းဝေကြော်စွာဘဲဦးမှသတင်းကဘာနဲ့ True Wave Media တို့ကနေဖြန့်ဝေခဲ့တာပါ။ဒီလိုဖြန့်ဝေမှုတွေကိုစစ်ဆေးကြည့်တဲ့အခါမှာဆောင်းပြောင်းကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားလို့မေလ18ရက်နေ့မနက်ပိုင်းကစပြီးဒေသခံတွေစစ်ဘေးရှောင်နေကြရတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေနဲ့အတူ ဒေတာရင်းမီဒီယာတွေနဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒါကြောင့်ဆောင်းပြောင်းရွာတဲ့ KNDF နဲ့ KNPP အဖွဲ့တွေဝင်လာလို့ပြည်သူတွေထွက်ပြေးနေရတယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပြီးပြည်သူတွေထွက်ပြေးရတာဟာတိုက်ပွဲဖြစ်ပွားမှုကြောင့်အပြင်စစ်ကောင်စီပြစ်ခတ်တဲ့လက်နက်ကြီးနေအိမ်တွေပေါ်ကျရောက်တဲ့အတွက်ထွက်ပြေးတင်းရှောင်နေရတာပဲဖြစ်ပါတယ် နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်မှားခွဲခြားနိုင်စေဖို့တင်ဆက်ပေးနေရပါ online ပေါ်ကသတင်းတွေကိုတွေ့တိုင်းချက်ချင်းလက်ခံလိုက်တာမျိုးမဟုတ်ပဲမိမိတို့ကိုယ်တိုင်း fact check လုပ်ပြီးမှယုံကြည်ကြပါနော်မင်္ဂလာရှိတဲ့ညချမ်းအချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်